အညာဒီကမှာတော်လန်ရေးတောင်ဝင်များကိုထမ်းဆောင်ရင်းပခုခိုင်တရင်မတ်73ကရဲဘော်စန်လင်းကိုကြာဆုံးခဲ့တဆူတကြကြီးရဲဘော်စန်လင်းကိုခေါ်ရဲဘော်အလင်းသည့်ကြာဆုံးခြင်းအတွက်ပြည်သူကာကွယ်တပ်မတော်မှငြိမ်းချမ်းစွာအနာယူခွင့်ပြုခြင်းအမိန့်ပြန်တမ်းပြန်ဆိုခြင်းနဲ့အလေးပြုခြင်းအခမ်းအနား 2025ခုနှစ်ဇူလိုင်လ23ရက်နေ့မှာကိုပိုင်အမတ် P1402028 တက်စုတက်ချက်ကြီးရဲဘော်စန်းလင်းကိုခေါ်ရဲဘော်အလင်းတက်ဟာမကွေတိုင်းစစ်ဌာနအမှတ်နှစ်စစ်ဗျူဟာမှပေးအပ်တဲ့တော်လိုင်းတာဝန်များကိုထမ်းဆောင်ရင်းရှေ့တန်းတိုက်ပွဲတနေရာမှာမြင့်မြတ်စွာအသက်ပေးလူကြာဆုံးသွားခဲ့ရပါတယ်မိမိရဲ့အသက်ကိုစွန့်လကတော်လိုင်းတာဝန်များကိုဆွဆွတမန်ထမ်းဆောင်ခဲ့တဲ့အတွက် မိခင်တရင်နဲ့ပြည်သူ့ကာကွယ်တပ်မတော်ရဲဘော်ရဲဘက်များမှခုံယူအလေးပြုအပ်ပါတယ်။ပြည်သူလူထုနဲ့ရဲဘော်တောင်းတခဲ့သောဆရာသာရှင်အမြင့်ဖြတ်ချေမုံကြီးဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တက်စီတို့ကြံရှိတဲ့ပြည်သူ့ကာကွယ်ရဲဘော်များမှစုံကန်းတန်လီတီတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်အပ်ပါတယ်။ရဲဘော်ဆန်လင်းကိုတင်သွားလို့ရကိုလွတ်လွတ်လပ်လပ်ငြင်းငြင်းကြမ်းကြမ်းနဲ့သွားနိုင်ပြီးကောင်းရာမွန်ရာအရက်မှာငြင်းကြမ်းစွာအနားယူနိုင်ပြီး ဖြစ်သည်ရေဘော်စမ်းလင်းကိုကောင်းရသူတွေလာပါစီလို့ပခုတ် KI တရင်မဆက်သုံးကဝမ်းနဲ့ဂျေကွဲခြင်းများစွာဖြင့်ထုတ်ပြန်ထားကြတာလည်းဖြစ်ပါတယ်ရောင်နီရောင်နီမျောကငေးရင်အာမန်တင်တင်အာမတန်မန်လျှော့ကျဲကျွေမိခပြန်မလာနိုင်တော့ခွင့်လွတ်ပေါ်အမေအလံကိုတဝက်ချထားမယ်တပြင်းကိုတဝက်ချမယ်ရေဆက်ကိုတဝက်ချမယ် အိမ်မက်ကိုတဝက်ပဲမှတ်မယ်။အလံကိုတဝက်ချထားမယ်။မတီးဖြစ်တဲ့ကြတာကိုတဝက်ပဲကျုံညီမယ်။ငါတောက်ရီအိုးတွေကအိုးရီစစ်လေးတောင်မှတဝက်ပဲအေးနိုင်တယ်။တေမတူးနေမတူးဖနှောင့်ကိုတန်ဆူးထားတယ်လို့အညာကိုတဝက်ပဲထုံကူးခဲ့ရတယ်။နှလုံးသားတစ်ချမ်းဖဲ့ပေးရတာဝမ်းနေရကောင်းမှမသိတဲ့ ရှုမျောခြင်းတစ်ခုပါရန်လိုတည်ထားတဲ့ဇေဒီလေးမှာထုံးတင်ကန်းကိုတဝက်ပဲကတ်နိုင်ခဲ့တယ်အသက်ကတော့တဝက်တစ်ပြက်ဆက်ရှင်နေရအောင်မယ်မတည်မရှင်လို့ပြောကြတာပဲတသက်မှာလူဟာသူ့နိုင်ငံတော်ကိုတဝက်မျှပဲချစ်ခွင့်ရတဲ့အခါနိုင်မောင်အောင်သွင်း 2025ခုနှစ်ဇူလိုင်လ23ရက်နေ့မှာပခုတ်ကရင်တရင်မှ73ဟာရဲဘော်ဆန်းလင်းကိုခေါ်ရဲဘော်အလင်းတစ်ဟာတရင်တပွဲကပေးအပ်ထားတဲ့အမှတ်နှစ်စစ်ပြူဟာမှပေးအပ်ထားတဲ့တော်လိုင်းတာဝန်များကိုထမ်းဆောင်ရင်းရှေ့လမ်းတိုက်ပွဲတနေရာမှာမိမိရဲ့အသက်ကိုဆွန့်လွတ်ပေးဆက်ခဲ့ရပါတယ်ဒီလိုပေးဆက်ခဲ့ရမှုတွေဟာကျွန်တော်တို့အားလုံးနဲ့တိုင်းပြည်ကိုဖက်စေချမ်းမတ်လာအောင်ကနေလွှမ်းမြောက်ဖို့အတွက်လက်နက်ကိုင်တိုက်ပွဲဝင်ရင်း င်းမြတ်စွာအသက်ပေးသူကြဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ကျွန်တော်တို့အတွက်အသက်ပေးပြီးတိုက်ပွဲဝင်ကြရဲ့ရဲဘော်တွေကိုကျွန်တော်တို့ကိုယ်တိုင်တန်ဖိုးထားကြဖို့လိုအပ်ပါတယ်။သူတို့ကိုမထိခိုက်မကြဆုံးအောင်အတွက်ကျွန်တော်တို့ဒေါ်လာရင်းမှာရရနေရကြီးကနေပါဝင်နေကြဖို့လိုအပ်ပါတယ်။ဒီလိုလှုပ်ချင်းရလဲသူရဲကောင်းတွေကိုကာကွယ်နေရတာဖြစ်ပြီးတည်သွားမှအာဇာနည်အဖြစ်ဝန်းနေနေကြလို့မရပါဘူး။ကျွန်တော်ကနေ့ရက်တိုင်းတော်လန်ရေးလုပ်နေရမှာဖြစ်ပါတယ်။ ဒီလိုတော်လိုင်းလုံနေမှာတန်ဖိုးရှိတဲ့ရဲဘော်တွေရဲ့အသက်တွေကိုကာကွယ်နိုင်မှာဖြစ်ပြီးကျွန်တော်တို့ရဲ့လွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီနိုင်ငံတော်တည်ဆည်သူအမြန်ဆုံးရောက်လာနိုင်မှာဖြစ်ပါတယ်။တတိုင်းပြည်လုံးနဲ့ပြည်သူအလုံးဟာဒီလိုလူလူချင်းတူတူမှာဖိနှိပ်ချုပ်ချယ်မှုတွေကျွန်တော်တို့မခံရဖို့အတွက်ဒီတော်လိုင်းကိုလှုပ်ကြရင်မပြီးဆုံးခင်တော်လိုင်းမအောင်ခင်လမ်းခုလက်တွေမှာမြင့်မြတ်စွာအသက်ပေးသူကြာဆုံးသွားခဲ့ရတဲ့ရဲဘော်တွေကိုတော့ကျွန်တော်ကတော်လိုင်းရဲ့သူရဲကောင်းအာဇာနည်အဖြစ် တိမတ်ပြုကိုပြုထားရမှာလည်းဖြစ်ပါတယ်။ဒီလိုအတိမတ်ပြုမှတ်တမ်းတွေဟာနောက်တစ်ချိန်တမိုင်းရဲ့စာမျက်နှာရေးအတွက်ကပီးမှတ်တမ်းတင်ထားခြင်းပဲဖြစ်ပါတယ်။ဒီနေ့ကပြည်သူတို့လူမျိုးဖို့အတွက်တရားတဲ့ဘက်ကနေလက်နက်ကိုင်ဒေါ်လာရင်းမြင့်မြတ်စွာတပည့်သူကြာဆုံးသွားခဲ့ရတဲ့ဘခုတ်ခရိုင်တရဲမှ73မှရဲဘော်စန်းလင်းကိုခေါ်ရဲဘော်အလင်းတဲအားကျွန်တော်တို့ support ပေးခဲ့မြန်မာမှာလည်း အလေးပြုမှတ်တမ်းတင်လိုက်ရပါတယ်။ KYA ဆိုလိုနေတာခံပေးဆက်ခဲ့ရမှုတွေကကျွန်တော်တို့အားလုံးနဲ့တူဒီနေ့ဦးတွက်လိုက်တဲ့မိုင်းကဘယ်တော့မှမေ့သွားလိမ့်မယ်မဟုတ်ပါ။ကြာဆုံးရရဲ့ပေါ်ကောင်းရာတူတီလာပါစေ။ဖက်စစ်ချမ်းမဆရာတဲ့ချင်းတွေကိုအမြင့်ပြည့်ချေမှုရင်တော်လေးမှာကြဆုံသွားခဲ့တဲ့သူရဲ့ကောင်အာဇာနည်ကြီးရဲ့အကြောင်းကိုခြေကွဲဝမ်းနဲ့ဂုဏ်ယူလေးစားခြင်းများစွာဖြင့်အလေးပြုမှတ်တမ်းတင်နေတဲ့ Support Video မြန်မာ YouTube Channel ကိုနားဆင်ကြရတာပဲဖြစ်ပါတယ်။ Support Video မြန်မာ YouTube Channel ကိုကြည့်ရင် ောင်းရင်မှာကျောင်းတွေရကနေပါဝင်ကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ nemid စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာမြမတွင်ဦးတော်လန်ရေးမှာရဲဘော်ရဲ့အသက်တွေ ဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြအောင်တမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့ရမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရဲ့အတွက်အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်ွေပဲဖြစ်စီလက်နက်မကင်ွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ် ပြည်သူကာကွယ်ရေးပေါ်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတွင်းအနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်း support PDF မြန်မာကတိုက်တွန်းလိုက်ရပါတယ်။အရေးတော်ပုံအောင်ရမည်။